မင်္ဂလာပါဖြစ်ဝင်ပါဒီနေ့ကတော့စတောရနလာသမားတွေတည်င်းတွေကိုမေး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 နေကြတဲ့လူတွေအတွက်ပေါ့နော်တည်င်းတွေထတ်ထွက်လာပါပြီခင်ဗျာကျွန်တော်တို့စတောရနလာသမားတွေဟာစတောရနလာ2025ကနေစပြီးတော့အစိုးရဖြေလျှော့ပေးလာတာ6လဆိုတော့စတောရနလာအာစတောရ6လ2025ဆိုရင်ဒါ6လပြည့်ပြီပေါ့နော်6လပြည့်ပြီဆိုတော့အခုပဲ9လပိုင်းကုန်နေပြီ6လပိုင်းနဲ့6ခွန် ရှစ်3လပဲကြံတော့တယ်ပေါ့နော်3လ3လတည်းနဲ့ဒီလူတွေမပြီးပြတ်နိုင်ဘူးဆိုတာအစိုးရတည်တဲ့အတွက်နောက်ထပ်6လတက်တန်ထပ်ပြီးတော့ဖြည့်လျှော့ပေးပါတယ်အဲ့ဒါဘယ်လဲဆိုတော့ဒီ6လပိုင်း14ရက်နေစပြီးတော့နောက်ထပ်6လတက်တန်ဒါပေမဲ့အခုကဘာကြညာချက်ထုတ်ထားတယ်လဲဆိုတော့ဒီအဲ့3လပထမဒီ6လပိုင်းဖြည့်လျှော့တယ်14ရက်နေရနေစပြီးတော့ဒီပထမ3လအတွင်းမှာ အာဗီဇာထုတာတွေသွေးစစ်တာတွေပကံဝယ်တာတွေအပီးလုတ်အပီးလုတ်ပြီးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအဲ့ကြတော့ပြီးတော့ဗီဇာလည်းနှစ်နှစ်ဝက်ပမင်လည်းနှစ်နှစ်ရပါဖြစ်ပါတယ်တခုစိုးရင်နေကြတာသူတို့ဖြေလျှော့လာတဲ့6လတက်တန်ပေါ့နော်73ရက်2လကနေပြီးတော့ဖြေလျှော့လာတယ်အာ73ရက်8လပိုင်းအထိဆိုတော့ဒီ6လတက်တန်ကြီးတွေက အာပုတ်သွားမှလာပေါ့နော်ဗီဇာလည်းပါလဲမရဘဲနဲ့ပုတ်သွားမှလာဆိုတော့မဟုတ်ဘူးနော်ဒီ14ရက်နေ့ကနေစပြီးတော့ဗီဇာထုတ်ခွင့်ပေးမယ်ဖြေလျှောက်ခွင့်ပေးမယ်14ရက်8လပိုင်းကနေစပြီးတော့နောက်ထပ်2နှစ်ရမှာဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုရင်တော့14ရက်8လအာ2025ကနေပြီးတော့နောက်ထပ်14ရက်8လ2029အထိနှစ်နှစ်ပြပြအပြည့်ရမှာဖြစ်ပါတယ်ဒီ6လကဖြေလျှော့တာတွေမဆိုင်တော့သူကဖြေလျှော့ပေးတာအလုပ်သမားတွေဖြေလျှော့ပေးတာ အဲ့ကြတော့ဒီအာတချို့တွေထင်ကြတာက23ရက်2လ2025နေပြီးတော့23ရက်2လ2029အထိပဲရမှာလာပေါ့နော်မဟုတ်တကယ်တမ်းကြတော့7လပိုင်းနေစပြီးတော့နောက်2နှစ်7လပိုင်းအထိတတန်း2နှစ်အပြည့်ရမှာဖြစ်ပါတယ်ခင်ဗျာကဲအဲ့ဒါဆိုတော့စောင်းရကြိုးလဲအာနှက်တယ်လို့ပြောရမှာပေါ့နော်ဒီထောက်လာတော့အေးသေးဘာမလုပ်ပဲနဲ့နေရတဲ့အတွက်နောက်ထပ်2နှစ်အပြည့်ရမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့စောင့်မျှော်နေတဲ့ သတင်းကောင်းတဲ့သတင်းဆိုးနဲ့တွဲရက်လေးပေါ့နော်ဒါမှမဟုတ်ကောင်းတဲ့သတင်းကတော့ပိုများပိုများတယ်ပေါ့ဘာလို့လဲဆိုတော့14ရက်6လနေစပြီးတော့ကျွန်တော်တို့ကုမ္ပဏီနဲ့တင်ထားတဲ့လူတွေကတော့အဲ့အဲ့တမှာစပြီးတော့တွေးစစ်မယ်အစအစီစဉ်ထားတာတော့ဒီ6လပိုင်းထဲမှာစစ်မယ်ပေါ့နော်ဒါမှမဟုတ်အခမ်းမတင်တာတွေနောက်ဆုတ်တာတွေဘာတွေဖြစ်မှာကြောက်တဲ့အတွက်ဖွင့်နေနေမှာပဲစပြီးတော့တွေးစစ်ပြီးမှာဖြစ်ပါတယ်။လာမင်းနေကြတဲ့လူတွေအကုန်လုံးကိုလည်းပြီးတော့နောက်တစ်ခုကပကံဆန်ခုံးရှိရှိမရှိရှိအာပကံဆူကဖ ွေးစစ်အာမခံဝယ်ရမှာပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့နောက်တူသတင်းပေါ့နော်ကဲအားလုံးပဲမီးနေကြတဲ့လူဟာအကောင့်နဲ့မှာတယောက်ရှိရဲ့သူ့နာမည်တော့မှတ်မိနေပါပြီဗာလဲ SKGB ဆိုလားမသိဘူးမသိဘူးဘယ်ရလဲမသိဘူးသူ့မှာအော်မေးရတာအမောဟိုဘက်ကောက်လဲလာမိရဒီဘက်ကောက်လဲမလာမိရတင်သည်မအပုတ်တိုင်းမှာလဲလာမိရကဲညီလေးဒါတော့ဆိုရှင်းသွားပြီလို့ထင်ပါတယ်เนาะအဆင်ပြေကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်